ပန်နာဖွင့်ပြီးအိမ်ရင်လေဖက်တက်တယ်ဆိုတာတကယ်လားကျွန်တော်ငငယ်လေးကဒီစကားကိုလူကြီးရေးစီကခဏခဏကြားဖို့ပါလိမ့်မယ်ဒီနေ့မှဒီယူဆမှန်မှန်ကျမ်းမာရှုတော့ဆံဝန်တရားရှုတော့နေပြီးတော့ကျွန်တော်စမ်းသပ်ကြည့်ရအောင်ဒီလိုမျိုးတွေမဖြစ်အောင်ဘယ်လိုကောက်ွယ်မလဲလူသက်တွေဘယ်လိုကောက်ွယ်မလဲဆိုတာကိုဆောင်းရှန်လေးလေဒီနေ့ဗီဒီယိုလေးမှာပြပြပြသွားမှာဖြစ်ပါတယ် မျက်စိလေးမှိတ်ပြီးတော့ကျွန်တော်နဲ့အတူလိုက်ပြီးတော့ပုံဖော်ကြည့်ကြအောင်ကိုညားဘက်မှာအလောက်ကပြန်လာတယ်အရန်မောပန်းနှမ်းနေနေတယ်မြန်မာနိုင်ငံရဲ့ရာသီဥတုကလည်းတိတဲ့တိုင်းပဲဗျာပူအိုက်ပြီးတော့နေရပဲဒါပေမဲ့ကိုယ့်ရဲ့ခြေဖွားအောက်ကကျန်းပြင်လေးဟာအစ်ဆက်အင်းမြနေမင်္ဂလာဖွင့်လိုက်တယ်ခံစားလို့သိကောင်းတာပဲဆိုတော့ကျန်းပြင်ပေါ်မှာပဲလှဲချလိုက်တယ်ကိုမက်ကနေအိပ်ပျော်သွားတယ်ဒါပေမဲ့ ျွန်တော်တို့ကြည်ပြင်းလာတဲ့ဘွားတစ်ယောက်မှာလူကြီးတွေအမြဲပြောနေကြစကားတခုရှိတယ်။အင်းကြီးမပါဘဲနဲ့မအိမ့်နဲ့။ကျမ်းမြင့်ပေါ်မှာကွန်ကရစ်ပေါ်မှာမအိမ့်နဲ့။ပန်ကဖွင့်ပြီးတော့မအိမ့်နဲ့လေဖက်တတ်တယ်ဆိုတဲ့စကားလေးကိုကြားဖို့ပါလိမ့်မယ်။ဒီစကားလေးဟာယူဆအမှားတစ်ခုလား။တမဟုတ်မှိုင်းရင်းစွာရှင်းပြထားတဲ့တတိပေးချက်တစ်ခုလားဆိုတာမိကွန်ကူဖြစ်လာတယ်။ ကျွန်တော်စဉ်းစားကြည့်တယ်ပေါ့ဗျာကျွန်တော်ငငယ်တော့ကကြတော့ပန်ကားဖွင့်ရေလေဖြတ်တယ်ဆိုတာပန်ကားကျွန်တော်ငငယ်စဉ်းစားကြည့်ငငယ်တော့ပန်ကားလာလေကိုယ်ဖြတ်သွားတာပေါ့အဲ့လိုမျိုးစဉ်းစားတော့ဒါပေမဲ့ကြီးလာတဲ့အခါမှာကြတော့ကျွန်တော်စေချောင်းတက်တယ်စေတက္ကသိုလ်မှာစေပညာလေ့လာတဲ့အခါမှာကြတော့ကျွန်တော်ဘလုံးမချိတ်ဆက်ပြီးတော့တွေးလို့မရဒီစကားတစ်ခုဘာကြောက်လဲကျွန်တော်နဲ့အတူတူလိုက်တွေးကြည့်ကြအောင်ပေါ့ဆိုအနေနဲ့လေဖြတ်တယ်ဆိုတာပါတယ် လိဖက်တယ်ဆိုတာကအုံနောက်သွေးကြောပိတ်တာပဲဖြစ်ဖြစ်ပေါက်တာပဲဖြစ်ဖြစ်ဖြစ်တာကိုလိဖက်တယ်လို့ခေါ်တယ်။တန်ခါလေးတစ်ခုတည်းကကိုယ်လိဖက်စီမှာပေါ့ဘလုံးမှမဖြစ်နိုင်ဘူး။လိဖက်တဲ့အကြောင်းရင်းမှာတန်ခါလေးဆိုတာမပေါ့ဘူး။ဒါဆိုရင်ဒီနေရာမှာမိစရာရှိလား။ကျွန်တော်တို့လည်းကြောက်ခွင့်ရတယ်။တချို့လူတွေကကျမ်းမမအိပ်ပျော်ရတယ်။ပကိုင်းခုတွေအိပ်ပျော်ရတယ်။မနေ့ကသတ်မရှိတော့ဘူး။သူ့ကိုလိဖက်ပါတယ်ဆိုတာကျွန်တော်ကြောက်ခွင့်ရတာပဲ။လူကြီးတွေပြောဘူးလေ။ဒါဆိုရင် ဒီနောက်မှာအကြောင်းတစ်ခုတော့ရှိရမယ်တချို့တွေကပြောကြတယ်ပန်ကာလေးကအေးတာဘို့တဲ့ဆိုတော့ပန်ကာလေးတက်အေးတာအများကြီးရှိတယ်အယာကွန်းတွေရှိတယ်အယာကွန်းတက်ထားတဲ့အိမ်ကလူတွေအကုန်လုံးလေပြတ်ကုန်တာပေါ့ဒါလည်းမဟုတ်သေးပြနောက်တနည်းကျွန်တော်တွေးကြည့်ရအောင်ကျွန်တော်နေရတဲ့လူတွေမြေပြတ်နေတဲ့လူတွေဆိုရင်ညာလူဥတုပူတယ်ဗျာမတောင်ပေါ်မှာနေရတဲ့လူတွေလုံးနော်တောင်ကြီးတို့ကချင်းတို့ချင်းတို့တောင်ပေါ်လူတွေအကုန်လေပြတ်ကုန်တာပေါ့ ကျွန်တော်ထက် A တဲ့ရာသီဥတု A တဲ့နိုင်ငံရင်တော့ရှိသေးတာပဲဒါလည်းအဖြစ်မဟုတ်သေးဘူးလို့ကျွန်တော်ထင်တယ်ဆရာတို့ပန်ကား A တဲ့လို့ပြောရင်ခန္ဓာကိုယ်ကအပူဆုံးရှုံးလို့ပေါ့နော်ဆိုတော့ခန္ဓာကိုယ်ကဘလို့အပူဆုံးရှုံးလဲဘလို့လွတ်လွတ်လဲကျွန်တော်တို့ခန္ဓာကိုယ်ဟာပုံမှန်ဘလို့အချိန်နေမှာပဲဖြစ်ဘလို့ရာသီဥတုပဲဖြစ်ဖြစ်တည်ငြိမ်နေတဲ့ခန္ဓာကိုယ်အပူချိန်တကူကျွန်တော်ရှိနေရတယ်သူတတ်မှတ်ထားတဲ့အပူချိန်တဲ့အရန်ကြွားလို့လည်းများတက်သွားလို့လည်းများ အေးနေရတူတူရရင်ခန္ဓာကိုယ်ပြန်နှွေးနေအောင်တထိန်ပေးတယ်။ပူနေရတူတူရရင်ခန္ဓာကိုယ်ပြန်အေးဝအောင်တို့တထိန်ပေးတယ်။ဆိုတော့ဘလိုနည်းရင်ခန္ဓာကိုယ်ကအပူဆုံးရှုံးလဲဆိုတော့ကျွန်တော်စက်တွေးရမှာပေါ့လေ။နော်ဘာလို့ပန်ကကြောက်အေးတယ်ဆိုတော့အပူဆုံးရှုံးလို့ပေါ့နော်။ဆိုတော့ကျွန်တော်ဆယ်တန်းမှာစာသင်မှုတွေ၄ခုရှိတယ်။ Condensation, Convection, Radiation နဲ့ Evaporation ပေါ့နော်။ဒီမှာလုံးနဲ့နားလည်အောင်ကျွန်တော်ပြောမယ်ဆိုရင် Condensation ဘလိုနည်းနဲ့ဆုံးရှုံးလဲဆိုရင်အထိတွေ့နေပေါ့နော်။ ကျွန်တော်တို့ဟင်းချက်တဲ့အခါကျရင်ဇွန်လေးကိုကျွန်တော်ဟင်းချက်နေရင်ဇွန်ရဲ့ဖင်ကပူလာတာကျွန်တော်ကြားပေါက်ခံစားခုပါလေနော်ဒါဟာ connection ကြောင့်နော်အထီးတွေ့ကြောင့်ကျွန်တော်ခန္ဓာကိုရေခဲကတ်ထားကြည့်ပါလားဒါဟာအပူဆုံးရှုံးတယ်ဒါတနည်းဒုတိယတနည်းအရ convention convention တော့အကြောဖြတ်တန်းသွားတဲ့ medium ကြောင့်ပေါ့နော်လေပေါ့ကျွန်တော်အများဆုံးပြောမယ်ဆိုရင်လေပေါ့ဒီပန်ကာပန်ကာကတော့တကယ်တော့ဒါပါတယ်ဗျ convention ဒီပညာနဲ့ ခန္ဓာကိုယ်အေးတာနော်ခန္ဓာကိုယ်ထွက်တဲ့အပူတွေရှိတယ်လေအေးနဲ့ဖျက်တိုက်သွားတယ်ဆိုကုမရှိခုနအပူတွေကပုံမှန်ဆိုရင်ဒါခန္ဓာကိုယ်နားမှာရှိနေအပူတွေကခန္ဓာကိုယ်ပြန်နှွေးအောင်ထိမ့်ပေးတာပန်းသားလာလေတိုက်ခတ်လိုက်တဲ့အတွက်ဒီလေပူတွေကအပြင်ကိုရောက်သွားတယ်လေအေးနဲ့အစားထိုးသွားတယ်ကွန်ဗင်းရှင်းကြီးနဲ့ဒါခန္ဓာကိုယ်အေးအောင်လုပ်တာအပူဆုံးရှုံးတာပေါ့ဗျာတတိယတစ်ခုပါရှိတယ်ချွတ်ထွက်လာနော်ချွတ်ထွက်လာရှိမင်းတော့ရေးလေးစိုးနေရရှိမင်းခန္ဓာကိုယ်မှာဒါဟာဗာလဲဆိုတော့ ငွေ့ပြန်လာနော်ခန္ဓာကိုယ်ကပူပြီးအငွေ့တွေပြန်တယ်ချွေးတွေငွေ့ပြန်တယ်ဒါဟာ evaporation လို့ခေါ်တဲ့အနေနဲ့ကျွန်တော်ပူဆုံးရှုံးတာဖြစ်တယ်နှာခေါ်တာ radiation radiation ဆိုတာကကျွန်တော်ကျွန်တော်ရောင်ကြီးဖြာထွက်နေတာပေါ့လေဒါတော့မျိုးလုံးနဲ့မမြင်ရဘူးနော်ဒီတိုင်းနေနေလဲခန္ဓာကိုယ်ကအပူတွေဆုံးရှုံးနေတယ်ဆိုတော့ဒီနီးနန်းလေးခုနဲ့ခန္ဓာကိုယ်ကအပူဆုံးရှုံးတာဖြစ်တယ်ကျွန်တော်တို့စေပညာရှုထားတာနေပြပြောင်းပြန်ပြန်စဉ်းစားကြည့်အောင်ဘာကြောင့်လေဖြစ်တာလဲ NDM ရှိတဲ့အိပ်ဆက်ခြင်းရတယ်ပြော ဘာကြောင့်အန္တရာယ်ရှိတဲ့အရာတွေအဖြစ် emergency တွေအဖြစ်အရေးပေါ်တဲ့အဖြစ်ပြောင်းလဲသွားတာလေဒီနေရာမှာကျွန်တော်မကောင်းဆိုးရဲ၄កောင်အကြောင်းပြောပြမယ်သူတို့ကတိတ်တိတ်စီအလုပ်လုပ်နေရဗျာပရောဆိုမကောင်းဆိုးရဲကောင်အကြောင်းပါလဲဆိုတော့ hypothermia ပါပွေလို့ခေါ်တယ်ခန္ဓာကိုယ်အပူချိန်နဲ့ဆိုင်တာပါဗျာကျွန်တော်ခန္ဓာကိုယ်ကအပူချိန်ကရုတ်တရက်ဆောက်ကြတဲ့အခါကျတော့ကျွန်တော်ရင်ဘက်ထဲမှာရှိတဲ့နှလုံးတွေကခုန်တယ်မူမန်တော့စီးဝါမကိုက်တော့အသက်ရှူရတယ်လေနှိကွေးလာမယ်အိုးနောက်ကိုတွေးရောက်တာနည်းလာမယ် ဒါအန်ရရှိတယ်မကောင်းဆိုးရတကောင်ဒုတိယမကောင်းဆိုးရကြတော့ဘာလဲဆိုတော့အဲဝေးပါဝေးလို့ကျွန်တော်ခေါ်တယ်တက်ရှူလန်ကြောင်းနဲ့ဆိုင်တယ်ကျွန်တော်တို့ကနှင်းနှင်းချာချိုက်ကိုအိပ်ပျော်နေတယ်လှေလျောင်းကြီးအိပ်ပျော်နေတဲ့အခါမှာဘာဖြစ်တတ်လဲအန်နာတို့တမောအဖက်တွေအရေးတွေအသက်ရှူလန်ကြောင်းတစ်ခုခုသွားဆုံးမိတဲ့အခါမှာကျတော့အသက်အန်ရရှိတယ်ဒါဟာဒုတိယမကောင်းဆိုးပါတတိယမကောင်းဆိုးအကြောင်းကျွန်တော်ပြောမယ်သူကကျ position ပါဝေးလို့ခေါ်တယ်ခန္ဓာကိုအနေထားနဲ့ဆိုင်တာချွတ်ကြလဘင်းလိန်ပြအိပ်ပျော်နေတာ ရှာတခေါက်မိပြအိပ်ပျော်နေအခါမှာကြတော့ positional asphyxia လို့ခေါ်တဲ့ဒီမူမမှန်လို့ပေါ့နော်ခန္ဓာကိုယ်နေထားမမှန်လို့အသက်ရှူကျပြီးအန္တရာယ်ဖြစ်တာရှိတယ်ဒါတတိယကနောက်ဆုံးတတဝါးကြီးတစ်ကောင်ရှိတယ်မကောင်းစွဲတစ်ကောင်ရှိတယ်သူအကြောင်းအရင်နဲ့ဆိုင်တယ် fluid power လို့ခေါ်တယ်ကျွန်တော်ခန္ဓာကိုယ်မှာအရင်နဲ့ဆိုင်တာပါရှိတယ်သွေးပေါ့ဗျာဟုတ်တယ်မလားသွေးရောပြက်ခဲသွားအောင်လုပ်တဲ့အရာတွေပေါ့ဟိုမှာ dehydration လို့ခေါ်တဲ့ရေထဲဆုံးရှုံးနိုင်လေရှိမယ်တော်မဆေးလို့တခြားအရာတစ်ခုခုအကြောင်း ခန္ဓာကိုယ်တွေးနေပြစ်ခဲသွားရဆိုရင်ကျွန်တော်နှလုံးတွေတွေးရောတွေသွားကြည့်ခိုက်တယ်။ဒါတွေကမကောင်းဆိုးရဖြစ်တယ်။ဒါပေမဲ့ဒီနေရာမှာလူတွေတတိမထားမိတဲ့အရာတစ်ခုရှိတယ်။ဒီမကောင်းဆိုးဝိုင်း၄ခုလုံးချိတ်ဆက်ပြီးနေတဲ့အရာတစ်ခုရှိတယ်။လူတွေတတိမထားဘူး။ပန်ကားကြောင့်မဟုတ်ပန်ကားလေရအဓိကမဟုတ်ဒီနောက်မှာတိတ်တဆိတ်ကျိုးပန်နေတဲ့အရာတစ်ခုရှိတယ်။ဒီမကောင်းဆိုးဝိုင်း၄ခုလုံးနောက်ကနေကြောင်းနေတာပေါ့အကျိုးနဲ့။ဒါကပါလဲဆိုတော့ဒီရက်ဒီရက်က နှစ်ကကျုပ်ကင်ရဒီမကောင်းဆိုးရောဟာဆရာဆွဆွဲလိုက်လားလို့ကျွန်တော်ပြောရင်ပြောမယ်ဒါပေမဲ့ကျွန်တော်တေချာရှင်းပြပေးမယ်အရက်တက်တဲ့ခါမှာဘာဖြစ်လဲခန္ဓာကိုယ်မှာအရက်တက်ထားတဲ့အခါမှာခန္ဓာကိုယ်မှာရှိတဲ့သွေးကြောတွေကကျယ်သွားတယ် vasodilation ဆိုတာရတယ်သွေးကြောတွေကျယ်လာတာဖြစ်တဲ့အတွက်သွေးထဲမှာရှိတဲ့ခန္ဓာကိုယ်မှာရှိတဲ့အပူတွေကခန္ဓာကိုယ်အပြင်ဘက်ကိုမြန်မြန်နဲ့မြန်မြန်ဆုပ်ရှုပ်နေဒါနီလန်တစ်ခုဒုတိယနီလန်ကကျွန်တော်အရှိမပြောခဲ့တဲ့အခုရှိတယ်ခန္ဓာကိုယ်ပုံမှန်ဆိုရင်သူ့အတူ ခန္ဓာကိုယ်အပူချိန်တစ်ခုကိုထိန်းသွားရတယ်เนาะအရင်အေးရဲ့နေရာမှာဆိုရင်နွေးအောင်လုပ်ပေးတယ်ပူရဲ့နေရာမှာဆိုရင်အေးအောင်လုပ်ပေးတယ်ဒါပေမဲ့အရက်တောက်လာတဲ့အခါမှာကျတော့ဒီစင်ဆာလေးပေါ့နော်စင်ဆာလေးကကြောင်သွားကြကြိုးကြောင်ဖြစ်သွားတယ်ပူနေမှအေးနေမှမသိတော့ဘူးခန္ဓာကိုယ်ကိုယ်ကိုပူနေရလို့ခံစားရပြန်တယ်ဒီရတော့အပူတွေဆုံးရှုံးမှုဒါမှမသိတော့ဘူးဒါနီလန်တစ်ခုတတိယနီလန်တစ်ခုကကျတော့ကျွန်တော်အရင်အေးလိုက်မှဖြစ်လေခက်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 တော့မှ channel ဆိုတာကြားပူရမှာလားတကယ်တော့တဘွားကိုဖန်တီးတာဘယ်တော့မှထိန်းချုပ်လို့မရဘူး ကြောက်သားတယ်သူကညှက်ပေးတာနော်ဆိုတော့ခန္ဓာကိုယ်ပြန်နွေးလောင်လုပ်ပေးတာဒါနီးလည်းခုရှိတယ်နောက်တစ်ခါကျတော့အိပ်ပျော်နေတဲ့အခါကျရင်အရင်အေးလာတယ်ဆိုတာဖြစ်တယ်လန့်လို့တယ်အေးလို့ကိုမရတော့ဘာလို့လဲဆောင်းတစ်ခုဆွဲချုံလိုက်မှကျွန်တော်အိပ်ပျော်တယ်ဒါပေမဲ့အရက်တက်လာလို့ဒီမှာဒီစနေပြာချုပ်ရင်းပျက်စီးသွားတယ်အရက်တက်လာအချိန်မှာနော်ကကကကလည်းမတုံတော့လို့အရင်နှင်းနှင်းချက်ချက်လို့အိပ်ပျော်နေတာဘာဖြစ်မှန်းတော့မသိတော့နော်ဒီလိုမျိုးတွေမှာအန္တရာယ်ရှိတယ်နောက်တစ်ခုရှိသေးတယ် ဘာလဲဆိုတော့သူက dehydration ဖြစ်တာကျွန်တော် beer တွေအရက်တွေတောက်ဖို့လို့တည်နေတယ်စီးခဏခဏသွားတယ်တောက်တာလည်းလည်းပောက်တာလည်းများဖြစ်တယ်ဘာဖြစ်လဲသူရောထဲမှာရှိတဲ့သွေးတွေကိုကျွန်တော်ကပိုပစ်သွားစေတယ်အရင်နှဲသွားစေတယ်ပေါ့ဗျာနော်ဒီနည်းလမ်းတစ်ခုရှိတယ်နောက်ခေါ်ကြပါဖြစ်လဲဆိုရင်အရက်တောင်းရပါဖြစ်လဲပိုအိတ်ပြောရဲဟုတ်တယ်ကျိုးရတော့ပိုအိတ်ပြောအောင်အရက်တောက်တာဆိုတော့ကြောက်ဘူးပါလိမ့်မယ်အရင်အိတ်ပြောလို့နည်းနည်းချက်အိတ်ပြောလို့အန်လာအန်မမ်းမသိတာယူရောကျွန်တော်တို့ဖြစ်တာမျိုးရှိတတ်တယ်နော် ဆိုတော့ empath ဆိုတဲ့မျိုးကိုကျွန်တော်ဖြစ်လိုက်တယ်ဒါကတကူနှစ်ခုကကြာနှလုံးခုန်လိုက်ရမ်းညံ့လာတဲ့သူကြာဒါတွေကတော့သူရောနဲ့နှလုံးနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ့ဆိုတော့ဒါက classic situation လို့ကျွန်တော်ခေါ်တယ်ဗျာမျိုးလုံးတော့မြင်အောင်တော့ရတယ်အယတမတယောက်အယမူမတယောက်ကျွန်တော်တွေးကြည့်အောင်တခါလေမိုးရတာမှအယတော့နေလို့ပူဆိုးပေါ့ဗျာဟုတ်တယ်မလားမွေးရေဆိုနေတယ်ကျင်းပြမှာအိတ်ချရတယ်တန်ခါးခွေလာမယ်အင်ဂျီတော်မပေါဘူးနင်းရှက်အိတ်ပြောင်းနေဒီလိုမျိုးဖြစ်ရအဓိကဘာဖြစ်စီလဲအရက်တော့တာ နော်အရက်ကဒါရအကုန်လုံးရောဆက်ပြီးတော့ရောသမမှုပြေးတာနော်ကျွန်တော်အချိန်မှပြောပန်းချက်ရအကုန်ပါတယ်ဆိုတော့လူတို့လည်းတင်းတာကြုံဖြစ်ပြီးဆိုတာဖြစ်တယ်အပန်းကဖွင့်ပြီးအိတ်တော်နေတာစပန်ကတရားခင်ကြီးကိုဖြစ်လို့လူစိုးကြီးဖြစ်လို့နော်ခင်မုံမုံကြီးဖြစ်နေရပေါ့နော်ဆိုတော့ပန်းကလေဖြတ်စီတာဟုတ်တကယ်ဖြစ်စီတာအရက်တော့တယ်ခန်းကောအပူချင်းကညော့သွားတယ်အရင်ရင်းနှင်းနှင်းချင်းချင်းအိတ်ပြောနေတယ်ခန်းဟိုက်ပိုသားမီးရရပေါ့နော်နောက်တစ်ခုကကြတော့အသက်ရှင်လမ်းကြောင်းဆော့တာနော် အန်ဘတ်ဆိုတာတော့ဘာလို့ညာလို့ဖြစ်လဲဆိုတော့အုံနောက်လေးဖြစ်တယ်အသက်အရွယ်ဆုံးသွားပါတယ်ဒါမျိုးတွေကျွန်တော်ဖြစ်တာပေါ့ဗျာဆိုတော့ဒီနေရာကျွန်တော်ပြောချင်တာကပန်ကာခင်မုံမို့အေးမို့ပန်ကာကြောက်ဖြစ်တာမဟုတ်ပန်ကာလေးရောက်ဖြစ်တာမဟုတ်ဒါရအကုန်လုံးပေါင်းစပ်လို့ကျွန်တော်ဖြစ်တာဒါရလေဒါဆိုရင်ဒီနေရာမှာမေးရဖြစ်လာခင်ဗျာဆရာအရက်ကိုဆွလွတ်လိုက်ရတော့မှလားပန်ကာကိုဆွလွတ်လိုက်ရတော့မှလားဆိုတော့မေးရဖြစ်လာနော်ကိုကအရက်တော့ရတဲ့သူဆိုပူဆိုးတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ပြောချင်တယ်အရက်ကိုဆွလွတ်ကြရမလို့ ဆွတ်နိုင်တော့ကောင်းတော့ပေါ့နော်ပန်ကောင်ဆွတ်ရစရာလိုလားဆိုရင်မလိုပြန်ဘူးအဓိကကကိုကအိမ်ရပေါ်မှာအိမ်မယ်ဆိုဖာပေါ်မှာအိမ်မယ်ဖျံပေါ်မှာအိမ်မယ်ဆိုရင်တန်းတာမရှိဘူးတမန်တလင်းချမ်းမြေပေါ်မှာအိမ်နေရပြီနော်ကိုအင်းကြီးကိုအမြဲဝတ်ထားမယ်ညွန်ညွန်ဖေးဖေးနေမယ်ပြီးကိုနားမှာကိုအိမ်တဲ့နားမှာပေါ့နော်ဆောင်းပါးပါးလေးတစ်ထည်တော့ကိုလလန်းမီနေရမှာထားထားဖို့လိုအပ်မယ်နောက်တော့ကြာပန်ကပန်ကာအနေနဲ့ကျွန်တော်ပြောချင်တာကကိုကအရက်တောက်ထားတယ်ပုံမှန်လူရောကိစ္စသိမ့်မရှိပြီမယ်အရက်တောက်ထားတယ်ဆိုရင်ကို့အရေးပြောင်းတိုက်ရိုက်ထိနေရမျိုးမလို့ချင်ဘူး เนาะဖြစ်နိုင်နိုင်ရန်ထူတာနိုင်ရန်ပြန်လာတဲ့လေအားမှာကိုထိတာကိုကောင်းတယ်ပန်ကောင်းလည်းအရင်ပြပြမဖွင့်နဲ့ပေါ့ဗျာဟုတ်တယ်မလားပိုးပပလေးခွင့်တာပေါ့နော်နောက်ခုကကျတော့ရေတောက်ဖို့လိုတယ်အရေတောက်တဲ့အခါမှာကျတော့ရေတဲ့လေးဆုံးရှုံးတော့เนาะကြစားရေတို့ရေတို့နော်ပြီးရတစ်ခွက်တောက်ရေတစ်ခွက်တောက်ပြီးပိုကောင်းတယ်ဆိုတာမျိုးကျွန်တော်ကြောက်တယ်ကြောက်ခုပါလိမ့်မယ်နော်ဒါလေးရှိမယ်နောက်ခုကကျတော့ကျွန်တော်တို့အိတ်ဆေးတွေပါရတော့တောက်တောက်ကိုစဉ်းစားတယ် နော်အရက်တတ်ထားလဲဆိုရင်ဘူးနောက်အိတ်ငိုက်တာနော်ဘိုးလည်းအိတ်ပြော်တာရှိမယ်ဆိုတော့ဒါတွေကိုသိထားဖို့လိုတယ်နောက်တစ်ခုကကြတော့အရက်မူးနေအခါကြရင်ပတ်လိုက်ကြီးမအိတ်လဲနော်အရက်မူးလို့ခေါင်းမူးနေပါလေဆိုမှပတ်လိုက်သွားအိတ်ဆိုကိုအံမိတာအိပိုင်ဖြစ်တဲ့ပေဒဇာအိတ်မယ်ဒါတော့အရက်တောက်တဲ့လူတွေတက်ပေါ့နော်ဒါဆိုရင်ဘသူလေးအန်ဒီရှိတယ်ဘလို့လူတွေမှာဘုဖြစ်တတ်တယ်အဓိကကအသက်ကြီးနေတဲ့လူတွေမှာဖြစ်တတ်တယ်အန်ဒီဝိတ်လို့ခေါ်တဲ့ပုံမှန်လူတွေထက်ခန္ဓာကိုယ်အလေးချင်အရန်နေနေတဲ့လူတွေမှာဖြစ်တတ်တယ် နှလုံးယောဂရှိတဲ့သူတွေအဆုတ်ယောဂရှိတဲ့သူတွေတမောအေဇေးတောက်တတ်တဲ့လူတွေတမောဟောမူးယစ်ဆေးဝါးတွေတုံးဆွတ်တတ်တဲ့လူတွေမှာနောက်တစ်ခုအရေးကြီးတာကကြတော့အပြင်မှာအိတ်ရတာဗျာအယက်သမားတွေဆိုအပြင်မှာအိတ်တယ်တွင်းရနေရအိတ်တယ်မိုးရလည်းအိတ်တယ်ရေတွေဆွဆွတ်နေတဲ့အင်းကြီးတွေဝုတ်ပြီးအိတ်တာပေါ့နော်ဒါတွေရှိတယ်နောက်တစ်ခုကကြာတယောက်တည်းပေါ့တယောက်တည်းအိတ်တာနော်အရက်လည်းမူးနေတယ်ပြီးတော့အန်လည်းအန်နေဆိုရင်ဒါဟာအန်နေရှိတဲ့လူတွေဖြစ်တယ်နော်ဆိုတော့ပန်ကားတင့်ကိုလေဖြတ်စင်နေလားမဖြတ်စင်နိုင်ပါဘူး ဘယ်ပန်ကလေရမှတင်းရဲ့သွေးကြောမပေါက်စေသလို ပိတ်လည်းမပိတ်စေပါဘူးပန်ကလေရလည်းကိုယ်ဖြတ်တိုက်သွားမှာမဟုတ်ပါဘူးเนาะဒါဆိုရင်မေးရရှိတယ်ဘာကြောင့်ဒီ user ရဲ့အခုချိန်ကြီးရှိနေသေးရလဲရှင်းတန်နေသေးရလဲဘာကြောင့်လဲဆိုရင်တော့ဒီလိုမျိုးဝန်းနေစရာအဖြစ်ပြက်တွေမှာလေဖြတ်သွားတာတွေအသက်အန္တရာယ်ပါသွားတဲ့တွေမှာပန်ကကြီးကထောင်လျက်သားရှိနေလို့ပေါ့နော်လူတွေကဒါအောင်ပဲကျွန်တော်ဆွဆွဲရတာတကယ်အဓိကတရားခံကအရက်ပါမယ်ခန္ဓာကိုယ်ပူချေဆုံးရှုံးတာပါမယ် နှင်းနှင်းချက်ချက်အိပ်ကျော်နေရပါမယ်။ဆိုတော့ဒါလေးတွေကိုသတိထားမယ်ဆိုရင်တော့အသက်အရွယ်ကကွယ်နိုင်မယ်၊လေဖြတ်တာလည်းကကွယ်နိုင်မယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ပေးပါ၊ဝေမျှပေးပါ၊ကိုချစ်ခင်ရတဲ့သူတွေကိုလည်းဝေမျှပေးပါလို့ပဲပြောချင်ပါတယ်။ channel နဲ့ subscribe လုပ်ပေးပါ။ကျမိုင်းနဲ့ပတ်သက်တဲ့မိကွန်းနဲ့မိချင်းနဲ့ဆိုရင် comment လေးမှာရေးခဲ့ပေးလို့ရပါတယ်။ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးပဲတင်ပေးပါမယ်။နောက်ဗီဒီယိုမှာပဲတွေ့ပါမယ်နော်။တော်တော်